တခြားနိုင်ငံတွေနောက်ောက်ကျနေရခြင်းအကြောင်းရင်းอ่ะကျွန်တော်တို့အချင်းချင်းမသိမြတ်ဖဲနဲ့ဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လန်တာပေါ့လေဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ကជីပွားတင်းသလောက်မជីပွားဖွင့်လို့တင်းသလောက်မဖွင့်ပြုံးပဲဖြစ်နေရတယ်။ဒါအားသာကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလောက်ကိုလောက်တက်ပါလေ။အဲပြီးလို့ရှင်တော့ငိမ့်ချမ်းရင်းကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်တော့ တကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နက်ကင်လန်းစင်ကအလုံးမဖြစ်ဘူးပေါ့နော်ဆိုလို့ရှိရင်သူလည်းကြိုးမရှိဘူးကိုလည်းကြိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးကြိုးမရှိဘူးနောက်ချားမှာနေတဲ့ပြည်သူလူထုလည်းကြိုးမရှိဘူးပေါ့နော်ဘယ်သူမှအကြိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းတူတူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ စုံအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတီဆောက်မယ်တီထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နက်ကင်လန်းစင်အလုံးမဖြစ်တဲ့အတွက်လက်နက်ကင်လန်းစင်ကိုဆွတ်လွတ်ပြီးတော့မှဒီနိုင် ငံရေးရလိုလားချက်တွေရှိတယ်ဆိုရင်အာဒီနိုင်ငံရေးပါတီတည်ထောင်ပြီးတော့မှလှုပ်တော်တွေကနေပြီးတော့မှနိုင်ငံရေးကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ဟိုပါဝင်ဆောင်ရွက်တဲ့နေ